ုဒ္ဓဘာသာမှန်ရင် သိထားတဲ့အချက်များကျမတို့ဗုဒ္ဓဘာသာဝင်ရဲ့နေအိမ်ရှိခန်းမှာစက်တရေဆောင်ဖျားဆင်ရှိကြပြီးဖျားဆင်မှာလည်းတရှိဖျားဆင်တူတော်လို့တီထားကိုွယ်ကပန်းစီမီနဲ့ရေချမ်းကလူပူဇော်တာတွေမပြတ်လှုပ်ဆောင်ကြတာဖြစ်ပါတယ်အခုပြပြသွားမယ့်အကြောင်းအရာကတော့ဗုဒ္ဓဘာသာမှန်ရင်အိမ်တအိမ်မှာဓာလေးတွေကိုလုတ်တာမကောင်းတဲ့အတွက်ရှောင်ရှားသင့်တယ်ဆိုပြီးအကြံပေးတော့မှာပါ အိမ်တဲ့အိမ်မှာဖျားဆင်ထားတော့မယ်ဆိုရင်အရက်လေးမျက်နှာရဲ့နောက်ဘက်မှာထားတာမျိုးမလုပ်သင့်ပါဘူးလက်ပိတ်တက်ပါတယ်အရက်လေးမျက်နှာတတ်မှတ်ပြီးတော့ဖျားဆင်ကို အရှိအရက်မှာထားတာမျိုးလုပ်သင့်ပါတယ်ဖျားဆင်ဘက်ကိုမျက်နှာမူပြီးတော့ခြေရင်းထားပြီးအိတ်တာမျိုးမလုပ်သင့်ပါဘူးကြားအပြင်ဖျားဆင်ရှိမှာလင်းစုံမရက်ဘက်မအိတ်ကောင်းသလိုဖျားဆင်ရှိမှာအရက်သေးစားတောက်စားတာနဲ့စကားညင်ညင်ညံ့ညံ့တွေ ပြောတာလဲရှောက်ရှားသင့်ပါတယ် ရှေးထုံးလည်းမပယ်နဲ့ဈေးသုံးလည်းမကျွင်နဲ့ဆိုသလိုကျမတို့အနေနဲ့ရှေးလူကြီးတွေထားခဲ့တဲ့အစုံအမတွေကိုနာခံပြီးမြတ်ဗုဒ္ဓရဲ့တရားတော်တွေကိုနာယူမှတ်သားတင်တယ်လို့အကြံပေးရင်အစီအစဉ်လေးကိုရန်နာခွင့်ပြုပါအောင်ရှင်